လုံးမင်္ဂလာပါယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမပုတ်ဘူးစူးစီးတင်ဆက်ထားတာပါဒီနေ့ကျွန်မကနေပြည်တော်မှာဘလီဆောင်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ်နေပြည်တော်မှာဘလီဆောင်မယ်ကိစ္စကဒီရက်ထက်အများဆုံးလူပြောများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်တယ်။ဒါဒီတိရစ်ဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုနိုင်ဘူး။ဘာလို့လဲဆိုတော့ပြည်ပမှာနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေတယ်။ဒီတိရစ်ဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒိမီရာသမားတွေအနေနဲ့ကအတိပြုပေးဖို့လိုအပ်ပါတယ်။ နင်ကသတင်းသမားမဟုတ်ဘူးလားနင်ကမသိဘူးလားလို့မေးကြရရှိတယ်ကျမသတင်းသမားမဟုတ်ဘူးကျမဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့အာနိုင်ငံရေးတကြောင်လှူရှားတဲ့သူအမျိုးသားရေးတကြောင်လှူရှားတဲ့သူတယောက်သာဖြစ်တယ်ပြီးရင်သတင်းရဲ့ပတ်သက်လို့ကျမကလေ အဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှခုရပါတယ်လက်နဲ့ဘယ်နှခုရပါတယ်ဘယ်နာမှာ BDS စကန်ရှိပါတယ်ဘယ်သူကတော့အာထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးကြီးကျမဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒီကကျမသတင်းလေးကိုမသိဘူးဆိုတော့သတင်းလေးအများတဲ့တင်လေးရှိရဲ့သတင်းလေးကိုသူ့ထံကသူ့သတင်းကမှန်တယ်ငါသတင်းကမှန်တယ်ဆိုရဲလူတွေကဒီသတင်းကိုအတည်ပြုပေးဖို့လိုပါတယ်သူသဖြင့်အာနေဘရောမှာရှိနေကြရဲ့နော်ကိုအောင်မင်းတို့ကိုကျော်မျိုးမင်းတို့ ကိုကျော်စောဦးကကိုကျော်စိုးဦးကိုဟန်ငယ်ဦးလို့နော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ပေါင်မိုးကျော်မတ်စနိုက်ပါစုလို့မက်ဒစင်ဦးလို့ဆိုတော့သူတို့အနေနဲ့ကဒီသင်းကိုအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီနေပြီးတော့မလီဆောင်မယ်ဆိုတဲ့အကြောင်းအရာကိုကြားရတယ်မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ချောင်းရဲ့မွတ်စလင်တွေရဲ့အစ္စလမ်တွေဒီသုံးခုချက်ချင်းမျက်လုံးထဲမှာပြေးနေပြီ ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရေးနိုင်ငံသားအခွင့်အရေးပေးတယ်ဆိုတဲ့အဓိပ္ပာယ်။ခမားကတစ်ချိန်လုံးစစ်တပ်ကဆီယာနာရှင်တွေကအစ္စလမ်တွေဘုံထက်ဖိနှိပ်ထားတဲ့လူနည်းစုတွေကိုဖိနှိပ်တယ်စစ်တပ်ကမျိုးသားရေးဆုံးရောက်တယ်လို့ခမားတို့တစ်ချိန်လုံးကြွေးကြော်တယ်ခမားတို့တစ်ချိန်လုံးဆွတ်ဆွဲတယ်။ဒါပေမဲ့တကယ်တမန်တော်ကောင်းဆောင်တွေကနိုင်ငံသားလူနေတဲ့လူတွေကိုနိုင်ငံသားအခွင့်အရေးပေးထားတယ်ဆိုတာပေါ့လေ။နောက်တစ်ချက်ကရခိုင်တကြက်ရိုဟင်တာတကြက်ဆိုပြီးတော့လက်ရှိအန်နူးချီမှာရှိတဲ့လူခွင့်ရေးဝန်ကြီးကပြောခဲ့ န်းလူခွင့်ရရမယ်ဒန်းလူခွင့်ရသူတို့ပေးရမယ်သူတို့ဒန်းလူခွင့်ရလိုချင်တယ်လို့ပြောခဲ့တယ်ဒါတည်ယဝင်ထုတ်ပေါ်ပြောတာနော်ဘာနဲ့တူလဲလို့မေးလို့ရှိရင်ကဲမမြင်လမ်းမမြင်ပင်လေထဲမှာလေစည်းနဲ့မျောလွင်ရမျောနေအရှိတ်ဘက်ကန်ကိုသွားကတ်တော်လဲအရှိတ်ဘက်ကန်လူကြီးကလက်မခံပဲမောင်းထုတ်တယ်အနောက်ခက်ကန်ကိုသွားကတ်တော်လဲအနောက်ခက်ကန်ကမောင်းထုတ်အဲ့ဒီလိုနဲ့ဘယ်သူမှလက်မခံပဲနဲ့လေးနေရမျောနေတဲ့ဒီလေစည်းဒုက္ခတဲ့ကြီးဟုရခိုင်ပြည်မြောက်ပိုင်းကတနာတော်အဖြစ်ကန်ကတ်ခွင့်ပေးလိုက်တယ်တနာလို့ မျိုးပေါ်မှာအခြေချကွယ်ပေးလိုက်တယ်။ခြံထဲမှာအဖီလေးဆွဲနေပေးနေွေပေးလိုက်တယ်။စားကျင်းစားကျင်းထမင်းလေးတွေပေးတယ်။ဝိပိဒါအဝတ်ထည်လေးတွေဆင်ပေးတယ်။တနာလို့ကုညီပေးထားတယ်။ဒါပေမဲ့နေတာအချိန်ကြာလာတဲ့အခါကျတော့ငါတို့လည်းဒီခြံထဲမှာတူတူနေရပဲ။ငါတို့ကြောင့်အိမ်ဆုပ်လေးနဲ့လူတွေတို့ကတိုက်ကျင်းနေနေတယ်မဖြစ်သင့်ဘူး။ဒီခြံကိုငါတို့တဝက်ပိုင်မယ်။ငါတို့ကိုတဝက်ပေးရမယ်။သူတို့ကြတော့စားဦးစားပြားကိုစားတယ်ငါတို့ကြတော့စားကျွေးနေပြေးတယ်မလို့ချင်းဘူးရခိုင်ဘွက်သားတရုံးဆိုငါတို့လည်းဘွက်သားတရုံးစားမယ် သူတို့သားသမီးတွေကြတော့အကြောင်းကြီးတက်ရတယ်ငါတို့သားသမီးလည်းအကြောင်းတက်ရသူတို့ကြတော့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရွေးချယ်ခံပြီးလွှတ်တော်အမတ်တွေဝင်ကြီးတွေဝင်ကြီးချုပ်တွေအစိုးရအဖွဲ့အစိုးရဖြစ်ခွင့်ရှိရင်ငါတို့လည်းပဲအစိုးရအဖွဲ့ဝင်ဖြစ်ခွင့်ရှိအောင်လဲဆိုရဲဒန်းလူခွင့်ကြီးကိုတောင်းလာတယ်ဒီမှာ NUG ကလူခွင့်ကြီးဝင်ကြီးအောင်ကျော်မိုးဆိုတဲ့သူကရခိုင်တကြက်ရိုဟင်ဂျာတကြက်တွေတောင်းနေတဲ့ကိစ္စပေါ်မှာလက်ရှိအန်ယူဂျီကိုထောက်ခံနေတဲ့ကောင်းနေကောင်းမကြီးဘသူကမှမငြင်းခဲ့ကြဘူးဘသူမှမပေးပါဘူးမပေးနိုင်ဘူးလို့မပြောဘူး အဲ့ဒီလိုပဲအေအေကလည်းဒါမပေးနိုင်ဘူးလို့ဘယ်သူမှမငင်းဘူးအေအေကိုထောက်ခံနေတဲ့ရခိုင်နဲ့တကောင်းမှထပြီးဖြည့်ရှင်းတာငင်းတာကျမတယောက်မှမတွေ့ဘူးဒါဆိုရင်ခင်ဗျားတို့ကသဘောတူတယ်ဆိုတဲ့သဘောကိုသွားရောက်တယ်နော်အန်ယူဂျီကအရှင်းတဲ့နိုင်ငံလာဥပဒေကိုဖျက်သိမ်းလိုက်တဲ့ဘင်္ဂလီတွေကိုရိုဟင်ဂျာနာမည်နဲ့တိုင်းရင်းသားဖြစ်ခွင့်ပေးမယ်ရခိုင်ကျဲကျဲရိုဟင်ဂျာတကျဲတန်းလူခွင့်ပေးမယ်ဆိုတာကိုခင်ဗျားတို့ကသဘောတူလက်ခံတယ်ဒါဆိုရင် ခင်ဗျားတို့အဲ့လိုသဘောတူလက်ခံနေရင်အခုလက်ရှိနေပြည်တော်မှာဗလီစောက်မယ်ဆိုရဲကိစ္စဟုတ်ရင်မဟုတ်ရင်အသာထားဒီသတင်းကိုကြားလာနဲ့ခင်ဗျားတို့ပျော်နေရမှာလေခင်ဗျားတို့ကတစ်ချိန်လုံးစစ်တပ်ကဆီဟာနာရှင်ကမွတ်စလင်တွေကိုဖိနှိပ်ထားတယ်အစ္စလမ်တွေကိုဖိနှိပ်ထားတယ်စစ်တပ်ကမျိုးသားရေးဆုံးယုံတယ်လို့ခင်ဗျားတို့တစ်ချိန်လုံးစွပ်စွဲခဲ့တာလေလက်ရှိမှာစစ်တပ်ကမျိုးသားတိုင်းသူခွင့်ရဲ့တနည်းအားဖြင့်လူနည်းစုဖြစ်နေကြတာနိုင်ငံသားလို့နေနိုင်ငံသားခွင့်ရေးပေးတယ်ဆိုတာကိုခင်ဗျားတို့ကပျော်နေရအခုကြတော့ အခွင့်အရေးမပေးတော့လဲမပေးလို့ဆိုပြီးခင်ဗျားတို့လက်ညှိုးထိုးတယ်ဖောင်းထုတ်အခွင့်အရေးပေးတော့လဲပဲဒီစက်တက်ကဒီလိုပေးနေပြီမဘာသာရေးဘာလုပ်နေလဲဆိုပြီးခင်ဗျားတို့ဖောင်းထုတ်တယ်ဆိုတော့ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဘင်္ဂလီတွေကိုအကြောင်းပြပြီးတော့ရှင်တို့ရေကျမတို့ကိုယ်နိုင်ငံသားချင်းချင်းညံဖြစ်နေကြတာဒီဘင်္ဂလီတွေကိုအကြောင်းပြလို့အခွင့်အရေးမပေးတော့လဲမပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရယ်ပြဿနာရှာတယ်အခွင့်အရေးပေးတော့လဲအခွင့်အရေးပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရယ်ပြဿနာရှာတယ်ဆိုတော့ကျမတို့ကအင်ဂျင်ရှင်အိုးမဲ့တုတ်ပြီးခွင့်နေရတာအချိန်တော်ကြာပြီဖြစ်တယ် ဒီနေရာမှာလူနည်းစုဆိုတဲ့စကားဒီလူနည်းစုအခွင့်အရေးဆိုတဲ့စကားကိုပထမဆုံးစပြီးတော့ပြောခဲ့တာကဘယ်သူလဲဥယျာရှင်ဥယျာရှင်ဆိုတာကအိန္ဒိယနိုင်ငံသားအိန္ဒိယမှာမွေးတဲ့အိန္ဒိယနိုင်ငံသားသူ့အဖေကကုန်းတဲ့ကျမတို့မြန်မာနဲ့အိန္ဒိယကကိုလိုနီနယ်ချဲ့တွေကြောင့်ဘောအောင်ရောက်တဲ့အခါမှာမြန်မာနဲ့အိန္ဒိယကိုကုန်တယ်၊ကူးတန်းရောင်းဝယ်ရင်းနဲ့ကျမတို့လက်ရှိ အဖန်ဒူလာလမ်းမှာကုံဆိုင်လေးဖွင့်ပြီးတော့မြမပြီမှာအခြေချရတယ်။အဲ့ဒီကနေပြီးတော့ဥရရှိကမြမပြီမှာကြီးပြီးတော့တဲ့သူကြောင့်လာရောက်သွားတယ်။တဲ့သူကြောင့်သာဘဝမှာနော်ကိုကျော်အောင်ဆန်းတို့နဲ့တူအဲဒီကိုအောင်ဆန်းတို့ကိုနုတို့ကိုကျော်ရင်းတို့ကိုညိုမြတို့ကိုရရှိပေါ့။အဲသူတို့အဲ့ဒီမှာတာကတာတို့ဘာဘာတာတို့ဆောင်းသားနိုင်ငံကြီးလုပ်တယ်။ဒီနေရာမှာတစ်ခုတ်ဖြတ်ပြီးပြောရမှာကဘုချုပ်ကကျောင်းသားဘဝမှာနိုင်ငံကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့သူ့နိုင်ငံရေးတဲ့ကိုအခြေစုံပြစ်ပြီးဝင်တဲ့အချိန်ကျောင်းသားကောင်းဆောင်ဆိုတဲ့မျက်နှာဖုံးကိုဗိုလ်ချုပ်ကြီးခွာကြခဲ့တယ်။ကျောင်းသားကောင်းဆောင်မနက်ဗမာနိုင်ငံလုံးဆောင်တဲ့ကျောင်းသားများတက်မကဘာကာတာဥက္ကဋ္ဌတာကာတာဥက္ကဋ္ဌကိုအောင်ဆန်းဆိုတဲ့ယာဒူးကိုစွန့်အဲ့ဒီယာဒူးကတရားဝင်နှုတ်ထွက်ပြီးတော့တို့ဗမာအစည်းအရုံးမှာတခင်အောင်ဆန်းတခင်နှုတ်တခင်ကြော်ရင်တခင်ညုံရဆိုပြီးတော့တခင်ဘွဲကိုခံလိုက်တယ်။ဆိုတော့လက်ရှိမှာ ရာတက်ပန်ခေါင်းဖြူဆွေးကျိုးနေတာတော့မှရာတက်ပန်ကြောင်းသားဆိုတဲ့အရေးအောက်ကလောက်လောင်းရေးအောက်ကရုံမထွက်တဲ့ကြောင်းသားအိုကြီးတေကာနင်းနေတာတော့မှကြောင်းသားဆိုတဲ့88မျိုးဆက်ကြောင်းသားခေါင်းဆောင်88ကြောင်းသားခေါင်းဆောင်ဆိုတဲ့နာမည်အောက်ကရုံမထွက်ပဲလှောက်စားနေတဲ့ရာတက်ပန်ကြောင်းသားအိုကြီးရှက်တတ်ဖို့လိုတယ်။ဟုတ်ပြီအဲ့ဒီလိုမျိုးဦးရရှက်ကဘုကျိုးတို့နဲ့အတူကြောင်းသားဘဝမှာနိုင်ငံရေးလုပ်ခဲ့ဒီမှာတတိထားရမှာ ဥရရှင်ပထမဆုံးလုပ်ခဲ့တာကမွတ်စလင်လူငယ်များအသင်းမွတ်စလင်တော့လူဟင်းတောင်မဟုတ်မွတ်စလင်လူငယ်များအသင်းမြမပြည်လူလက်ရေးမရခင်25နှစ်အလိုရဲကရာရှိကအဲ့ဒီအသင်းကိုဖက်ခဲ့တာဆိုမြမပြည်က1948မှာလွတ်လပ်ရေးရှာတယ်လူလက်ရေးမရခင်25နှစ်အဆိုတော့နော်အာ1920နဲ့တော့1923နဲ့ကဥရရှိကမွတ်စလင်လူငယ်များအတင်းကိုသူခွဲတာလေ အဲ့ဒီလိုနဲ့တက္ကသိုလ်ကျောင်းသားဘွားမှာကျောင်းသားဥက္ကဋ္ဌတွေလုပ်တယ်။နောက်ဆုံးမြမပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာဥရရှိကအစိုးရဖွဲ့ဝင်ကက်ဘိနက်ဝန်ကြီးဖြစ်တယ်။ပထမဆုံးကက်ဘိနက်ဝန်ကြီးနောက်အတူပါလိုက်လို့ဆိုတော့ကီတူအိုရင်ထူထောင်ရေးဝန်ကြီးဖြစ်တယ်။ဥကဥရရှိကဒီတူအိုအေထူထောင်ရေးဝန်ကြီးလုပ်တဲ့အခါရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ရပိုင်ဖြစ်သွားတယ်။ဘင်္ဂလီတွေမွတ်စလင်တွေအိမ်ပိုင်ပြီးတော့မပါလို့လဲ။ ဦးရရှက်ကအလုံသမားရေးရဝင်ကြီးလုပ်တယ်။နံပါတ်1ကအင်ပါယာလုပ်တယ်။အိုးအိမ်ထူထောင်ရေးဝင်ကြီး။နောက်တစ်ခုကုံသွယ်ရေးဝင်ကြီး။နောက်တစ်ခုကုံသွယ်တာဘာတွေကိုကုံသွယ်လဲဆိုလို့ရှိရင်နောက်တစ်ခုကအလုတ္တမရေးရဝင်ကြီးအလုတ္တမရေးရဝင်ကြီးပြီးမှကုံသွယ်ရေးဝင်ကြီးအဲနံပါတ်၄နေဖို့အိမ်ရောက်ပါတယ်နံပါတ်၄အလုတ်ရောက်ပါတယ်နံပါတ်၃ကုံသွယ်ပြီဘာကြီးကုံသွယ်မှာလဲဆိုတော့တက်ထူထွင်းကိုကုံသွယ်တယ်တက်ထူထွင်းနေရပြီ အလုပ်လဲရပြီနေပြအင်းငယ်ရပြီစီးပွားရေးလဲရပြီပစ္စည်းငွေကြေးတောင်းတင်းသွားပြီဆိုဘာလို့နေလဲပညာရေးလို့နေလဲဥရရှက်ကပညာရေးမူကြီးလုပ်တယ်နောက်တစ်ခုအမျိုးသားစီမံရေးရာခွင့်ကြီးလုပ်တယ်အဲ့ဒီဂျာဒူးမြောင်းမြောင်းဆိုတာရာယူပြီးတော့မွတ်စလင်အမျိုးသားရေးမွတ်စလင်လူငယ်များအသင်းကိုတူထောင်ခဲ့တဲ့ရာရှိအဲ့ဒီဂျာဒူးတဲ့အများကြီးရာယူပြီးတော့မွတ်စလင်အရေးကိုဆောင်ရွက်ခဲ့အဲ့ဒီလိုနဲ့1958ဖာစာပါလာနှစ်ချမ်းကွဲလို့တက်မတော်ကအင်းဆောင်အစိုးရယူလိုက်တဲ့အခါမှာ ဥရာရှိအစိုးရဖွဲ့ကပြုတ်ကြပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်ငယ်မွတ်စလင်များအဖွဲ့ချုပ်ဓမ္မမွတ်စလင်အဖွဲ့ချုပ်သူဖွဲ့လိုက်တယ်ပထမ1923လုံးကမွတ်စလင်လူငယ်များအသင်1960ကျတော့ဓမ္မမွတ်စလင်ဆိုပြီးဓမ္မနဲ့မွတ်စလင်ကိုအတူတူရောချလိုက်တယ်ဓမ္မလည်းမွတ်စလင်မွတ်စလင်လည်းဓမ္မဆိုပြီးသူရောချလိုက်တယ် ဗမာပြည်ထဲမှာမွတ်စလင်တွေကငဂိုတွေကရှိတဲ့ပုံစံမျိုးဖြစ်အောင်ဗမာမွတ်စလင်အဖွဲ့ချုပ်ဆိုပြီးအဲ့လိုလုပ်လိုက်တယ်။အဲ့ဒီဗမာမွတ်စလင်အဖွဲ့ချုပ်ရဲ့ကြီးရွယ်ချက်မွတ်စလင်တို့၏အမျိုးဘာသာသာသနာနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး။နံပါတ်၁မွတ်စလင်တို့ရဲ့မျိုးဘာသာသာသနာနဲ့လူမျိုးရေးလူမှုရေးတိုးတက်ရေး။နံပါတ်၂မွတ်စလင်တို့၏အမျိုးဘာသာသာသနာလူမှုရေးနှင့်ဗလငါးကံဖွံ့ဖြိုးတိုးတက်ရေး။ နံပါတ်၃အမျိုးဘာသာသာသနာအတွက်ကျွမ်းကျင်သောမွတ်စလင်လူရင်ဂျုံများပေါ်ပေါက်ရင်အမျိုးဘာသာသာသနာလက်ရှိမှာလဲအဲ့ဒီမွတ်စလင်တွေရဲ့ဈေးဆိုင်ကိုတွားကြည့်ခွန်ရှိချောက်စိုင်းတိုင်းနေပါမှုခွန်ရှိချောက်ရှိတယ်ဒါကသူတို့ရဲ့အမျိုးဘာသာသာသနာသူတို့ရဲ့အထိမ့်မဲ့ဒီပေါ်မှာကျမမဘုဒ္ဓမဟာသေးဘာမှမဝေဖန်လို့ဘူးဖောင်းမထုတ်ဒါသူတို့မျိုးသားကြီးကိစ္စမရှိဘူးဒါပေမဲ့ဘုရားဘာသာဆိုင်ရာ669လို့စိုင်းပုတ်သွားမတက်နဲ့ ဗုဒ္ဓဘာသာရေးအဆုံးရောက်တဲ့ဗမာရေးလူမျိုးရေးအဆုံးရောက်တဲ့ဗမာရေးဘာသာရေးအဆုံးရောက်တဲ့ဆိုပြီးတော့ကျင်းပေပေါအဲ့ဒီ669ဆိုင်ကိုဈေးမဝယ်ပဲကြော်သွားလိမ့်မယ်အခက်မသိရင်အဲ့ဒီ669ဆိုင်ဆိုင်းဖို့669ဆိုင်းဖို့ထောင်ထားတဲ့ဆိုင်ဘုံခွဲခံရလိမ့်မယ်အဲ့ဒါလက်ရှိပဲကလေးရှိကြာဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့လူငယ်တွေခေါင်းတွေဘလောက်တောင်အုံနောက်တွေထဲမှာအစိတ်ခက်ခံရလဲဆိုတာခင်ဗျားတို့စဉ်းစားခင်ဗျားတို့စဉ်းစား ပရမကောင်မွတ်စလင်နောက်တော့အာနာရီရပြီးတော့เนาะအာနာရီရပြီးတော့နေရာတွေရပစံ့နေရလာတဲ့ခါမှာဗမာမွတ်စလင်လုလိုက်တယ်မွတ်စလင်လူနည်းစုအခွင့်ရေးဆိုတဲ့ဇာတ်ကရာရှိကစပြီးတုံးခဲ့တာဥယျာရှိကစပြီးတုံးခဲ့တာဒါပေမဲ့ကလားချင်းတူတာတော့မှနိုင်ငံသားအခွင့်ရေးပေးတဲ့နိုင်ငံသားပြည်သားရဲ့ဥယျာဆက်ကအဲ့လိုမဟုတ်ဥယျာဆက်ဆိုတာအလုံးတည်တယ်ကျမတို့ဗိုလ်ချုပ်နဲ့တူလွတ်လပ်ရေးချုပ်ပန်းစဉ်ကတည်ခဲ့တဲ့ ာသာနေကိုလည်းမပါရဦးရဆက်ဦးရဆက်ကသူမတည်ခင်တလအလိုကအိန္ဒိယကိုသွားပြီးတော့မွတ်စလင်ကောင်းဆောင်နေနဲ့တွေ့ဆုံခဲ့တယ်နော်1949ဂျူလိုင်16မှာအာသာနေကိုလုံးချန်ခံရတယ်ဆိုတော့ဂျူလိုင်အာ၁၉မှာလုံချန်ခံရတဲ့မတေခင်တလအလိုဆိုတော့1949ဂျွန်လဂျွန်လမှာအိန္ဒိယခီးစင်ကိုတွားပြီးတော့မွတ်စလင်ခေါင်းဆောင်နေတဲ့တွေ့ဆုံတဲ့နေရာမှာဥယျာဆက်ပြောခဲ့တယ်ကျွန်တော်ကားလေလူမျိုးလူနည်းစုလူမတုံးဘူ ကျွန်တော်တို့ကလူနည်းစုလို့မတုံးဘူးကျွန်တော်တို့ကလူနည်းစုအခွင့်အရေးမတောင်းဘူးလူများစုနဲ့ပဲတက်အောင်ပေါင်းတယ်နံပါတ်1လူနည်းစုလို့မတုံးဘူးနံပါတ်2လူနည်းစုအခွင့်အရေးမတုံးဘူးနံပါတ်3လူများစုနဲ့ပဲတက်အောင်ပေါင်းတယ်လူများစုနဲ့တက်အောင်ပေါင်းရင်ကျွန်တော်တို့ရှင်းလင်းလျှောက်တာပြားလဲဆွဲတာအတူတူနေလို့ရတယ်လေဥရဇက်အဲ့လိုပြောခဲ့တယ်ဆိုတော့လက်ရှိမှာဥရဇက်လိုလူမျိုးတွေ ဥရဇက်လိုမျိုးနိုင်ငံသားပြည်သားရဲ့လူမျိုးတွေကိုကျမတို့နိုင်ငံသားခွင့်ရပေးလို့ရတယ်။အဲ့ဒီအတွက်တို့ရဲ့နိုင်ငံသားခွင့်ရတဲ့တို့တွေဗလီတက်ခွင့်လည်းကျမတို့ခွင့်ပြုပေးရမယ်။ပေးတဲ့နဲ့အန်ယူဂျီကလူခွေးဝင်ကြီးအောင်ကျော်မိုးပြောသူလိုရခိုင်တကြက်ရခိုင်ကြတကြက်ပေးလို့မရဘူးမပေးနိုင်ဘူး။ဒီစကားကိုကျမမဘုဒ္ဓမဟာသွေးတယောက်ပဲအရင်တုန်းကလည်းပြောတယ်အခုလည်းပြောတယ်။လက်ရှိမှာအန်ယူဂျီကိုထောက်ခံနေတဲ့လေလိုင်းတန်လူသက်သမားကြီးတကောင်မှမငင်းဘူး။လက်ရှိမှာအေးအေးမပေးနိုင်ဘူးလို့တကောမှမပြောဘူး။ အေးအေးကိုအားပေးထောက်ခံနေတဲ့လူတွေရခိုင်တကြက်ရိုဟင်ဂျာတကြက်တန်းလူခွေးကြီးမပေးနိုင်ဘူးလို့တယောက်မှမငင်းကြဘူးဆိုတော့ခမားတို့ပဲဘင်္ဂလီတွေအတွက်အခွင့်အရေးလိုချင်တာလေခမားတို့ဘင်္ဂလီတွေကိုစစ်တပ်ကအခွင့်အရေးမပေးပါဘူးလို့ဖိနှိပ်နေတာလေခမားတို့ဟောတကယ်တဲ့စစ်တပ်ကအခွင့်အရေးပေးတော့လေစစ်တပ်ကအခွင့်အရေးပေးနေပါတယ်ဆိုပြီးတော့စစ်တပ်ကိုချစ်တဲ့မဘာသားတွေနဲ့တပ်မတော်ကိုချစ်တဲ့ကျမတို့ပြည်သူတွေကိုလှည့်ပတ်ပြီးရန်တိုက်နေကြတာလေခမားတို့ခမားတို့ပဲအခုတမျိုးတကြတမျိုးအမျိုးမျိုးလုပ်နေကြတယ်အဲ့ဒါခမားတို့